မင်္ဂလာပါခင်ရှောင်းခစ်တက်ကနေဒီနေ့လည်းကင်းဒရင်တွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်မင်းအောင်လိုင်ကမြန်မာနိုင်ငံမှာသူတို့စစ်တပ်ကအချမ်းဖတ်တက်ခိုက်မှုတွေမလောက်ဆောင်ဘူးလို့ပြောနေတဲ့အချိန်မှာပဲတစ်ဖက်မှာတော့မတ်လ20ရက်နေ့ကပဲစနေမြို့နယ်ကင်မွတ်ချုံကျေးရွာဖုန်ကြီးကျောင်းကိုသူတို့စစ်တပ်ကလေနဲ့ပုံကျတက်ခိုက်မှုကြောင့်ပြည်သူတို့အသေဆုံးခဲ့ရတဲ့အပြင်ဖုန်ကြီးကျောင်းနဲ့ဖျားဇေဒီပထိုးတွေပါပျက်စီးခဲ့ရပြန်တယ်ဆိုပါတယ်ရှမ်းမြောင်ပိုင်းတိုင်ရဲမြို့မှာကြောက်ပြန့်ဝေလင်းဂိုင်းတွေနဲ့ပတ်သက်မှုကြောင့်ဖန်စီခံထားရတဲ့ ဂျပန်စကောက်စီရဲ့ရမခတိုင်းမှုဟောင်းဘိုးချုပ်မြင့်ကျော်ထွန်းဆိုတဲ့သူကိုစစ်ဆေးတဲ့အချိန်မူရစ်စင်းနဲ့လက်နက်သေးယူမှုတွေပါပေါ်ပေါက်လို့ဆိုပြီးသူတို့နဲ့ပတ်သက်တဲ့ပြည်ငိမ့်ဆန်းကားလိုက်တဲ့အတူကားတွေအားလုံးကိုပါစစ်ကောက်စီကပိတ်ပင်သိမ်းယူလိုက်ပြန်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖတ်မဲ့အွန်လိုင်းကမြန်မာနိုင်ငံမှာသူတို့စစ်တပ်ကအကျန်းဖတ်တိုက်ခိုက်မှုတွေမလုံဆောင်ဘူးလို့ပြောနေတဲ့အချိန်မှာပဲ တစ်ဖက်မှာတော့မက်လ20ရက်နေ့ကပဲစလင်းမြို့နယ်ကင်မွန်းကျုံကျေးရွာဖုံကြီးကျောင်းကိုသူတို့စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတို့အုပ်သိဆုံးခဲ့ရတဲ့အပြင်ဖုံကြီးကျောင်းနဲ့ဖျားဇင်းဒီပထိုးတွေပါပျက်စီးခဲ့ရပြန်တယ်လို့စလင်းမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့နေပြည်တော်မှာပြုတ်လုသွားတဲ့ foreign တစ်ခုအတွေ့အကြမ်းဖက်မဲ့ online ကမြန်မာနိုင်ငံမှာသူတို့စစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေမလုပ်ဆောင်ပဲသဘောထားကွဲလဲတဲ့လူတွေကသာအကြမ်းဖက်မှုတွေလုပ်နေတယ်ဆိုပြီးအပြစ်တင်လွှဲချပြောဆိုသွားပေမဲ့ တစ်ဖက်မှာတော့မတ်လ20ရက်နေ့ကပဲစလင်းမြို့နယ်ကင်မွန်းချုံကျေးရွာဖုန်ကြီးကျောင်းကိုသူတို့စစ်တပ်ကလင်းနဲ့ဘုံကျဲတိုက်ခိုက်ဖျက်ဆီးသွားပြန်နေဆိုပါတယ်အဲ့ဒီလိုအကြက်ဖက်စစ်ကောင်စီတပ်ကလင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာပြည်သူတို့ဥသေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ၃ဦးကပြင်းထန်ဒဏ်ရာတွေရထားပြီးဖုန်ကြီးကျောင်းနဲ့ဖျားဇေဒီပထိုးတွေပါပျက်စီးထားတယ်လို့စလင်းမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ဘာမှတော့အချက်ဖက်စကောင်စီတက်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်ဆောင်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောနေပြီမြင့် လက်တွေ့မှာတော့သူတို့စစ်တကပဲနိုင်ငံတော်မှာရှိတဲ့ဖရဲဇေဒီတွေဘုံကြီးเจ้าတွေအပါဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနဲ့မကတန်ငါဒေါ်ရီပါမချမ်းဤမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်ပြီးအခုတခါမှလည်းအကြံဖတ်မင်းအောင်လိုင်းကိုတိုင်ကပါအကြံဖတ်မှုတွေကိုသူတို့စစ်တကမလုပ်ဘူးလို့ဖိုရန်တစ်ခုကလူလဲကောင်းမှပေါ်ပေါ်တင်တင်ပြောင်းကြကြလိမ့်လဲသွားတဲ့အချိန်မှာပဲတစ်ဖက်မှာတော့စလင်းမျိုးနဲ့ကင်မွန်ချုံကြေးရွာဘုံကြီးเจ้าကိုသူတို့စစ်တကပဲလင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့် ပြည်သူတို့ဦးတည်ဆုံးခဲ့ရတဲ့အပြင်ဘုံကြီးကျောင်းနဲ့ဖရဲဇေဒီပထိုးတွေပါပျက်စီးခဲ့ရပြန်လာပဲဖြစ်ပါလိမ့်ခင်ဗျတပတ်မှလည်းအကြံဖက်စကောင်စီတက်ကလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုအတွက်မိဘမဲ့ကျောင်းနဲ့ဘုံကြီးကျောင်းကလူငယ်တွေရဲ့စရင်ကိုပါကောက်ခံနေပြန်တယ်လို့ဒေသခံပြည်သူတွေကရုံခစ်တွေကိုပြောပါတယ်ဒါကတော့လက်ရှိဘကိုးတိုင်းကပြည်မြို့မှာတင်းအခုမတ်လတင်းမှာပဲအကြံဖက်စကောင်စီတက်ကလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုအတွက် သူတို့ရဲ့စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကညွန်ကြားချက်ကြောင့်ဆိုပြီးတပ်ဆိုင်ရာရဲကြီးအုပ်ချုပ်ရေးအဖွဲ့တွေကမိဘမဲ့ကြောင်းနဲ့ဘုံကြီးကြောင်းမှာရှိတဲ့လူငယ်တွေရဲ့စရင်ကိုပါလိုက်လံကောက်ခံနေပြန်နေဆိုပါတယ်။ဒါပြင်အဲ့ဒီလိုစရင်ကောက်ခံမှုနဲ့အတူစစ်မှုထမ်းရမယ့်လူငယ်တွေထွက်ပြေးမှာဆိုလို့ဆိုပြီးတချို့လူငယ်တွေကိုစရင်အရာကြိုတင်ဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုတခါတည်းပို့ပြတဲ့အခြေအနေတွေလည်းဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ဒါပြင်တစ်ဖက်ကရန်ကုန်မြို့မှာလည်း အခုမတ်လတဲမှာပဲကမာရွတ်မြို့နယ်လှဲတန်းမှာစစ်ကောင်စီတပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လွှတ်ထားတဲ့လူမိုက်အဖွဲ့တွေဟာလူသွားလူလာပြတ်တဲ့နေရာတွေမှာအင်စီကားတွေနဲ့စောင့်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်တတိထသွာလာကြဖို့ကိုလေဒေသခံပြည်သူတွေကအသိပေးထားပါသေးတယ်အဲ့ဒီလိုလှဲတန်းဘက်မှာပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့လူမိုက်အဖွဲ့တွေကိုစစ်တပ်ကလူငယ်တအူးဖမ်းပေးရင်ငွေကျပ်3သိန်းပေးတဲ့အတွက် ်လူမိုက်တွေကရုတ်ပြက်ဆင်းပြက်နေကိုကားတွေပေါ်ပေါ်တင်ကြီးဆွဲတင်ပြီးလူငယ်တွေကိုဖမ်းဆီးတာတွေအတိလုံနေကြတာဖြစ်တယ်လို့အဲ့ဒီကနေဖမ်းဆီးခံရတဲ့လူငယ်တွေကိုလက်နက်တော့ထွေအုပ်ယုံနေပုတ်နေကြတာဖြစ်တဲ့အတွက်အဲ့ဒီလဲတန်းဘက်လာမဲ့လူငယ်တွေအနေနဲ့လူပြက်တဲ့နေရာတွေကိုရှောင်ရှားသွားလာကြဖို့တတိပေးကျင်ပါတယ်လို့လေလဲတန်းမှာနေတဲ့ကမာယွမြို့နယ်လုံးဆိုင်ရာပရိုက်တာအဖွဲ့ဝင်တဦးကအတိပေးပြောထားပါသေးတယ်ခင်ဗျာတပတ်မှာတော့ရှမ်းမင်းမြောက်ပိုင်းတန်ရဲမြို့မှာ ဂျပန်ဝေလင်ဂန်တွေနဲ့ပတ်သက်မှုကြောင့်ဖန်စီခံထားရတဲ့ဂျပန်စကောင်စီရဲ့ရမကတိုင်းမှုဟောင်းဗိုလ်ချုပ်ညင့်ကျော်ထွန်းဆိုတဲ့သူကိုစစ်ဆေးတဲ့အချိန်မွေးရစင်းနဲ့လက်နက်သယူမှုတွေပါပေါ်ပေါက်လို့ဆိုပြီးသူတို့နဲ့ပတ်သက်တဲ့ပြည်ငိမ့်ဆန်းကားလိုက်တဲ့အတူကားတွေအားလုံးကိုပါစစ်ကောင်စီကပိတ်ပင်သိမ်းယူလိုက်ပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီအကြံဖက်စကောက်စီဘက်ကရမခတိုင်းမှုဟောင်းဗိုလ်ချုပ်မြင့်ကျော်ထွန်းနဲ့တိုင်းဦးစည်းချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးအပါဝဲထိတ်တန့်အရာရှိ၅ဦးဟာ MNDAA တပ်က လာရှုံမြို့နယ်ရမခတိုက်စစ်ဌာနချုပ်ကြီးကိုတင်ပိုက်တဲ့အချိန်အကြီးအကျယ်ဆစ်ရှုံပြီးဒိုင်းစစ်ဌာနချုပ်ပါ လက်ကင် မရှိတော့တဲ့အရာရှိတွေဖြစ်ပါတယ်။အဲ့ဒီနောက်စစ်ကောင်စီကအဲ့ဒီထိတ်တန့်အရာရှိကြီး၅ဦးကိုကြားဖြတ်ငွေလိမ်ဂိုင်းတွေနဲ့ပတ်သက်တယ်ဆိုပြီးတော့ပါဖမ်းဆီးစစ်ဆေးနေရမှာဘုံမကျုပ်ထုံးနိုင်ဆိုဆိုတဲ့ဒူပဲပြန်လဲလွတ်မြောက်လာပြီးနောက်ထပ်တိုင်းမှုဟောင်းဘိုးချုပ်မြင့်ကျော်ထုံးနဲ့တရံမျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဘုံမှုနေလင်းဆိုသူတို့ကတော့စစ်ဆေးနေတဲ့အချိန်မှာပဲ မိုးရစင်းတဲ့လက်နဲ့တည်ယူမှုတွေမှာပါဝင်ပတ်သက်နေတယ်ဆိုပြီးသူတို့နဲ့ပတ်သက်တဲ့ပြည်ငိမ့်ဆန်ကားလိုက်တဲ့အတူကားတွေအားလုံးကိုပါစစ်ကောင်စီကပိတ်ပင်သိမ်းယူလိုက်ပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့အမေရိကန်ဆိုရကပြည်နှင်လိုက်တဲ့မြန်မာနှုတ်ဦးကိုလက်ခံမယ်ဆိုပြီးအကြံဖက်စစ်ကောင်စီကထုတ်ပြန်လာပြန်တယ်လို့ဒါကတော့ အမေရိကန်နိုင်ငံမှာရာဇဝတ်မှုကျူးလွန်တဲ့ဘယ်နိုင်ငံသားတိုင်းမဆိုတဆိုင်ရာနိုင်ငံတွေကိုပြန်ပို့တဲ့အမေရိကန်သမ္မတအဆက်ဆက်လှုပ်ရိုးလှုပ်စင်ကိစ္စပါပဲလို့အမေရိကန်ရောမြန်မာတို့ကပြောထားပါတယ်။လက်ရှိမှာတော့အမေရိကန်နိုင်ငံမှာသမ္မတထရန့်ဦးဆောင်တဲ့အစိုးရအသစ်ကလောကဆိုင်ရာစီးပင်းစည်းကမ်းတွေကိုဦးစားပေးလှုပ်ဆောင်နေရမှာအမေရိကန်နိုင်ငံအတွင်းပြစ်မှုကျူးလွန်ထားတဲ့နိုင်ငံသားတွေကိုတဆိုင်ရာနိုင်ငံတွေစီပြန်ပို့တာတွေရှိနေတဲ့အထက်မြန်မာနိုင်ငံသားနှစ်ဦးလည်းပါဝင်လာတယ်လို့သိရပါတယ်။အဲ့ဒီအတွက် အမေရိကန်နိုင်ငံကပြည်နယ်လိုက်တဲ့မြန်မာနှစ်ဦးကိုအချက်ဖတ်စကောင်းစီကလက်ခံမယ်ဆိုပြီးထုတ်ပြန်လာတယ်လို့အဲ့ဒီမြန်မာနှစ်ဦးကတော့မတ်လ19ရက်နေ့နဲ့မတ်လ28ရက်နေ့တွေမှာလေကြောင်းခီးနဲ့မြန်မာနိုင်ငံကိုရောက်ရှိမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ရောက်မြန်မာပြည်သူတွေရဲ့တုံ့တက်ချက်ကတော့အမေရိကန်ဘက်ကရာဇဝတ်မှုကျူးလွန်တဲ့အမေရိကန်ရောက်ရွှေပြောင်းနေထိုင်သူတွေထဲမှာဘယ်နိုင်ငံသားမဆိုတက်ဆိုင်ရနိုင်ငံတွေစီပြန်ပို့တာက အမေရိကန်အစိုးရအဆက်ဆက်ရဲ့လှုပ်ရုပ်လှုပ်စင်ကိစ္စတစ်ခုဖြစ်တယ်လို့အခုပြန်ပို့ခံရတဲ့မြန်မာနှူးဆိုတာကလည်းအမေရိကန်နိုင်ငံကသတ်မှတ်ထားတဲ့ရာဇဝတ်ဆိုင်ရာပြစ်ချက်တစ်ခုခုရှိလို့ပြန်ပို့ခံရတာမျိုးဖြစ်ပြီးတခြားစစ်ကောင်စီဘက်ကလော်ဘီတွေပြောနေတယ်လို့အမေရိကန်ရောက်နေတဲ့ရွှေပြောင်းနေထိုင်သူတွေအကုန်လုံးပြန်ပို့ဖို့ဆိုတာကသူတို့ထင်နေတယ်လို့လွယ်ကူတဲ့ process မဟုတ်ပဲတရားရုံးတွေတရားသူကြီးတွေရဲ့အစဉ်အဆက်အမိန့်ချမှတ်မှုတွေအပြင်တခြားအဆင့်တွေလည်းအများကြီးလိုအပ်တာဖြစ်တဲ့အတွက် အခုအပုတ်ခံရတဲ့မြန်မာနှုတ်ကရာဇဝတ်မှုဆိုင်ရာပြစ်ချက်တစ်ခုခုရှိလို့ပြန်ပို့ခံရတာမျိုးဖြစ်ပါတယ်လို့လည်းအမေရိကန်ရောက်မြန်မာတအုပ်ကတုံ့တက်ပြောဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ